အမေရိကန်ရဲ့ကောင်းကောင်းကြီးကိုရှင်ပြန်တယ်နဲ့ပယ်ထိန်တုံးကြီးမြောင်များရုရှားကစားထုတ်နေပြီလို့သိရပါတယ်။အမေရိကန်ရဲ့တုံးကြီးကဝေစနစ်ကိုရှင်ပြန်တယ်နဲ့လက်နက်ဖြစ်နိုင်ကြောင်းရုရှားသမ္မတပူတင်ကအစောပိုင်းကတည်းကပြောထားပါတယ်။ရုရှားဟာ original တုံးကြီးထုတ်မှုကိုအရှိန်မြင့်လုပ်နေပြီးဒီတုံးကြီးကိုယူကရိန်းကိုတိုက်ခိုက်ရာနိုဝင်ဘာလမှာစတဲ့သုံးခဲ့တယ်လို့ပူတင်ကရုရှားစစ်ဘုတွေကို မင်းခုံးပြောရမှာထည့်သွင်းပြောခဲ့ပါတယ်။ နောက်ဆုံးမော် original talabit dons နှစ်ကိုကျွန်တော်တို့စင်တိုက်ဇက်တိုက်ထုတ်လုပ်မှုတွေလုပ်နေပါပြီလို့ပူတင်ကရုံမြင့်တန်ကြားမိန့်ခွန်းမှာပြောပါတယ်။အကွာဝေး3415မိုင်အထိပြစ်ခတ်နိုင်တဲ့ original don ကြီးဟာဥရောပတိုက်တစ်ခုလုံးနဲ့ American နောက်ပိုင်းမှာရှိတဲ့ပြင်းမှတ်တွေကိုတောင် ပြစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။အဲ့ဒီတော့ဒီကိုဂျာဖြတ်ဟန်တာဖို့ကလည်းမဖြစ်နိုင်သလောက်ခက်ခဲပြီးနျူကလ িয়ার လက်နက်နဲ့ရှင်နိုင်တဲ့အဖြတ်စွမ်းအမျိုးကိုတည်ဆောင်နိုင်တဲ့အထိပြင်ထပါတယ် ယူကရိန်းနိုင်ငံဒီနီပရိုဒေသကို RS နဲ့တုံးကြီးတုံးပြီးတော့နိုဝင်ဘာကတိုက်ခိုက်ခဲ့ပြီးနောက်လက်တလုံးမှာဒီလက်နက်ကိုဟန်တားနိုင်တဲ့နည်းလမ်းမရှိသေးဘူးလို့ပူတင်ကကြုံဝါခဲ့ပါတယ်။ရုရှားတုံးကြီးချုပ်ကိုဟန်တားလို့မရပုံကြောင့်ပူတင်ကပြောဆိုခဲ့ပြီးဒီလိုပြောဆိုပြီးများမကြပြီပဲပြစ်ချခံခဲ့ရတာဖြစ်ပါတယ်။ American ထုတ်လွှင့်စနစ်တွေထက်ဒီ original ဒုံးကျည်စနစ်ဟာပုံမတော်လုံးကြောင်းပြသနိုင်မှု American နဲ့ပြိုင်ဆိုင်ရမယ်လို့ပူတင်ကပြီးခဲ့တဲ့ဒီဇင်ဘာကနေကပြောခဲ့ပါတယ်။ဒုံးကျည်ရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့မြန်နှုံးဟာစိန်ခေါ်မှုတွေရှိပေမဲ့လက်တွေ့အကျိုးသက်ရောက်မှုကတော့ခြေကားပြောဆိုခြင်းသာဖြစ်နိုင်တယ်လို့ American ကတော့ဆိုပါတယ်။ original ဒုံးကြီးတွေရဲ့စွမ်းဆောင်ရည်နဲ့ကာကွယ်စနစ်ကိုဖျက်ချော်နိုင်စွမ်းနဲ့ပတ်သက်ရင်အဓိကပြဿနာကဒုံးကြီးကာကွယ်စနစ်ရဲ့စွမ်းဆောင်ရည်နဲ့မဆိုင်ပါဘူး ဒီလိုချင်းချောက်မှုမျိုးနဲ့တင့်တော်တဲ့ကာကွယ်ရေးစနစ်အရေးအတွက်နဲ့ဒီနေရာတွေနဲ့ပဲဆိုင်တယ်လို့ဆိုပါတယ်အရေးကြီးတဲ့ချင်းခံဆောင်တွေကိုကာကွယ်ဖို့ဒီဒုံးကြီးတွေကိုကာကွယ်နိုင်စွမ်းရှိတဲ့လေကြောင်းရံကာကွယ်စနစ်လည်းလိုအပ်လာစေတယ်လို့ဆိုပါတယ် စစ်ပွဲလေးလိုက် Institute မှာရုရှားရေးလေးလာသုံးသက်သူတွေက Orange နဲ့ဟာရုရှားရဲ့စီးရေးစွန့်ရည်အတွက်ကြီးမားတဲ့အပြောင်းအလဲကြီးတရတော့မဟုတ်ဘူးဆိုပါလေရုရှားမှာပြစ်ခတ်နိုင်တဲ့အကွာအဝေးရနှိုင်းရှင်းနိုင်စွမ်းရှိပြီးပုံမှုကြီးမားတဲ့ဒုံးကျည်ထိပ်မှုတွေကိုတည်ဆောင်နိုင်တဲ့တခြားဒုံးကျည်တွေလည်းရှိပါတယ်ရုရှားဟာနျူကလ িয়ার ကိုယူကရိန်းကိုနျူကလ িয়ার ထိပ်ကူတည်ဆောင်နိုင်တဲ့ဒုံးကျည်တွေနဲ့ပုံမှန်တိုက်ခိုက်နေပါတယ်။မေတိုဖောနိုင်ငံတွေကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ဒုံးကျည်တွေကိုပိုင်ဆိုင်ထားတာကြာပါပြီလို့ဆိုပါတယ်။ ဒီလိုစွန်းဆောင်ရည်တွေကမပြောင်းလဲပါဘူးရုရှားဟာနီလန်ဟောင်းတိုင်းချိန်ချောက်မှုတွေလုပ်နိုင်ဖို့ operational ကိုအသုံးချနေတာဖြစ်တယ်လို့စစ်ဘက်လေးလာသူတွေကပြောပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်တည်ဆုံးသွားတဲ့အီရန်စစ်ဘုတ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်အယောက်60အတွက်နိုင်ငံတော်ဇာပနအခမ်းအနားအီရန်နိုင်ငံမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ကွယ်လွန်သူတွေရဲ့တပ်ပုံတွေနဲ့တူအီရန်လန်တွေလွှမ်းထားတဲ့ခေါင်းတလားတွေကိုတီဟီယန်မှာရှိတဲ့ MH လက်ရင်ပြင်မှာလူကြီးကလိုက်ပါဖို့ဆောင်ခဲ့ပါတယ်မဂါအီရန်နျူကလ িয়ার ဆိုင်အုံတောင်းကိုဘုံကျဲတက်ခတ်ပြီးနောက်ပြည်ပခမှာတိုက်ရိုက်ပါဝင်ခဲ့တာပြီးခုတင်ပတ်စောပိုင်းမှာအစ္စရေးနဲ့အီရန်တို့အပြစ်ခတ်ရက်ဆဲခဲ့ပါတယ်။အစ္စရေးကိုစန့်ကျင်ကောင်ကျွေးကြော်တန်နေတဲ့သူလိုက်ပါပို့ဆောင်သူတွေဟာအီရန်လန်တွေဝေယံပြီးတေဆုံးသူတွေရဲ့တပ်ပုံတွေကန်ဆောင်ထားပါတယ်။အခမ်းအနားမတိုင်းခင်ဘတ်စကားတွေရထားတွေကိုခမဲ့ပြေးဆွဲပေးခဲ့ပြီးခမ်းအနားမှာပါဝင်ကြဖို့အာဏာပိုင်တွေကပြည်သူတွေကိုတိုက်တွန်းပါတယ်။ အစိုးရရုံးဌာနတွေလည်းပိတ်ထားပါတယ်။ Israel တိုက်ခိုက်မှုကြောင့်တေဆုံးသူတွေထဲမှာဇနီးသမီးဖြစ်သူတွေနဲ့အတူတေဆုံးသွားတဲ့ Iran စစ်ဦးစီးချုပ် Mohammad Bahari, Azad တက္ကသိုလ်ကြီးက Mohammad Mahdidi, Islamic Tolerance အဆောင်တမှု Hussein Salami ပါဝင်နျူကလ িয়ার ပညာရှင်တွေပါပါတယ်။ဇာဗနာခန္ဓာကိုတော့အီရန်ဘာသာရေးကောင်းဆောင်ကြီးခမနီရဲ့ဂျန်ဘေးအလီရှန်ခါနီပါဝင်ထိတ်တန်းတာဝန်ရှိသူတွေတက်ရောက်ပါတယ်။ ခါမနီကိုတိုင်ကတော့တယောက်ချင်းမရှိပါဘူးအစ္စရေးတိုက်ခိုက်မှုတွေမှာအီရန်မှာလူပေါင်း2698ယောက်တေဆုံးခဲ့ပြီးအစ္စရေးမှာတော့လူ30ထက်မနည်းသေပါတယ်ဘရင်ကသမားထရန့်ကတော့အီရန်အနေနဲ့ UAE ရဲ့တန့်စင်မှုကိုစိုးရိမ်ရတဲ့အဆင့်ထိဆက်လုံနေမယ်ဆိုရင်နောက်ထပ်လည်းဘုံကျဲနိုင်တယ်လို့သတိပေးထင်ပါတယ်။ဒီတော့တွင်အီရန်ရဲ့နျူကလ িয়ার စနစ်ဘက်တွေလာမယ့်တဲ့ပြတ်မှာပြုတ်လုံနိုင်တယ်လို့အမေရိကန်ဘက်ကပြောဆိုပေမဲ့ဘာမှဆွေးနွေးဖို့အကြောင်းမရှိဘူးလို့အီရန်နိုင်ငံဂျာယီဝန်ကြီးအာဗတ်အာရာရှီကပြောထားပါတယ်။ နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။ဝန်ကြီးချုပ်ပေတိုနန်ရှင်နာဝက်ကိုယာလူကနေဖယ်ရှားပေးဖို့ထိုင်းနိုင်ငံမှာပညာရှင်တွေကဘီအင်းမင်းမြတ်ထံတော်ဝင်သနားခံစာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ဟာနိုင်ငံကိုဥဆောင်မှုလိုအပ်တဲ့အရေးချင်းတွေ့ကြုံနဲ့ရင်းချက်မှုမရှိကြောင်းဆွဆွပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီးမျိုးသားလုံခြုံရေးကိုချိန်ချောက်တဲ့လုပ်ရက်တွေလုပ်ခဲ့တယ်လို့ဆွဆွပါတယ်။ အတနာခန်းစာနဲ့ဒူပါရှိတဲ့ထုတ်ပြန်ချက်မှာပညာရှင်တွေက2025ဇွန်လ16ရက်နေ့ကကမ္ဘောဒီးယားအနာပိုင်တွေထုတ်ပြန်ခဲ့တဲ့ပေတုံတန်နဲ့ကမ္ဘောဒီးယားထက်လွတ်တဲ့ဥက္ကရာဟွန်ဆန်တို့ရဲ့ကိုရေးကွတာပြောဆိုမှုတန်ဖိုင်ကိုကိုးကားခဲ့ပါတယ်။အဲ့ဒီမှာတင်ထားတဲ့တန်ဖိုင်မှာပေတုံတန်ကထိုင်းနိုင်ငံဒူးစစ်တမ်းမှုကိုပြိုင်ဘက်ဘက်လို့ကြီးညွှန်းပြောဆိုခဲ့ပြီးဟွန်ဆန်ရဲ့ဆန္ဒတွေကိုတရားဝင်တောင်းဆိုလာပါကလိုက်ရောဖို့ဆန္ဒရှိကြောင်းထည့်သွင်းပြောဆိုထားတယ်လို့သိရပါတယ်။ ဒါပြင်အဲ့ဒီတန်ဖိုင်မှာပြောဆိုချက်တွေအရာဆိုရင် နိုင်ငံအရေးကြီးနေဆက်ကိစ္စကို ပြောတဲ့ဟာကိုဒီတိုင်းအလဘတလဘလိုမျိုးပေါ်ပွားပြောတဲ့အတွက်ကြောင့်တော်တော်လေးကိုဝေဖန်ခံနေရတာဖြစ်ပါလေ။အဲ့ဒီမတ်ချက်တွေဟာထိုင်းလက်နက်ကတဖွဲ့ရဲ့ဂုံသိက္ခာကိုလည်းထိခိုက်စေပြီးထိုင်းနိုင်ငံရဲ့နေဆက်ညှင်းပွားနေတဲ့နိုင်ငံသားအကောင်းဆုံးတို့နဲ့ပူးပေါင်းဆွေးနွေးမှုကိုပြသနေကြောင်းပညာရှင်တွေကထောက်ပြပါလေ။ ဒီမှတ်ချက်တွေဟာဝန်ကြီးချုပ်ရဲ့သစ္စာဆိုခြင်းနဲ့ဖွဲ့စည်းပုံအခြေခံမှုတွေထိန်းသိမ်းဖို့တာဝန်ကိုလည်းချိုးဖောက်တယ်လို့ဆွဆွဲပါတယ်။အတနာခံစားမဝန်ကြီးချုပ်ဟာသူမရဲ့ဖခင်ဝန်ကြီးချုပ်ဟာတသင်ကိစ္စမှာဥပဒေကိုထိန်းသိမ်းဖို့တာဝန်ကိုလည်းပေါ်ဆတယ်လို့ဝေဖန်ထားပါတယ်။တသင်အားတာဝန်လူငယ်ချမ်းသာခွင့်ရရှိခဲ့ပေမဲ့ထောင်ထဲမှာတရက်မှ မနေခဲ့ရပါဘူး။ တဆင်အောင်ဥပဒေကြောင်းအရဆွဲချက်တင်ခံထားပေမဲ့နိုင်ငံရေးဩဇာဆက်ကြီးနေပြီးတော့တမိဖြစ်သူကတဆင်အုပ်ချုပ်ရေးကိုထိရောက်စွာထိန်းချုပ်နေတယ်လို့ဆွဆွဲပါတယ်ထုတ်ပြန်ကြရအောင်ထိုင်းနိုင်ငံဟာစီးပွားရေးနဲ့မြေသားလုံခြုံရေးကြက်တဲကာလမှာဦးဆောင်နိုင်တဲ့အသိပညာစွမ်းရည်နဲ့အမြင်မရှိတဲ့ရုပ်သေးဝင်ကြီးချုပ်ရဲ့အုပ်ချုပ်မှုအောက်ရောက်နေတယ်ဆိုပါလေ။မြေကုန်းချုပ်အနေနဲ့ပညာရှင်143ဦးကနက်ဆိုင်လာတဲ့နိုင်ငံရေးကြက်တဲကိုဖြည့်ရှင်ဖို့ဘီအမင်းမြတ်ရဲ့တော်ဝင်ခွင့်အာဏာကျင့်သုံးပြီးတော့တောင်းဆိုနေပါလေ။ နိုင်ငံတော်တည်ငြိမ်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေကွန်သိက္ခာအတွက်ပြည်ထောင်တန်းကိုယာတုမဖယ်ရှားမှဖြစ်မယ်လို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ကနေဒါနိုင်ငံရဲ့ကုန်သွယ်ရေးစနစ်မှုအားလုံးကိုရပ်ဆိုင်းလိုက်ပြီလို့ American သမ္မတ Trump ကကြေညာပါတယ်။ကနေဒါဟာ American နေပြည်တော်ကုမ္ပဏီတွေပေါ် Digital Service ကြီးထောက်ကောက်ခံမှုအတွက်ကုန်သွယ်ရေးစနစ်မှုကနေဒါနဲ့လုံးဝရပ်ဆိုင်းကြောင်း American သမ္မတ Trump ကကြေညာပါတယ်။ American နေပြည်တော်ကုမ္ပဏီတွေပေါ် Digital ခွန်ကောက်ခံမယ်လို့ကနေဒါကကြေညာခဲ့တာဖြစ်ပြီး Trump ကဒါဟာ American ကိုတိုက်ရိုက်ပေါ်ပေါ်ထင်ထင်တိုက်ခိုက်တာလို့ Social Media မှာဖော်ပြပါတယ်။ဒီကိစ္စကြောင့်ကနေဒါနဲ့ကုန်သွယ်မှုဆိုင်ရာစနစ်မှုအားလုံး ကျွန်တော်တို့အမေရိကန်အစိုးရအနေနဲ့ရက်ဆိုင်တယ်လို့ထင်တာဆိုပါလေ။အမေရိကန်ကလာမယ့်9ရက်အတွင်းကနေဒါရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့အမေရိကန်ရဲ့ခွန်စည်းချက်မှုကိုထုတ်ပြန်မယ်လို့ထင်တာဆိုတာပါလေ။ကနေဒါနိုင်ငံဥရောပသမဂ္ဂရဲ့ digital ကောက်ခွန်မှုပုံစံကိုတွေ့ယူပြီးလှုပ်ဆောင်နေတယ်လို့အမှတ်ချက်ပေးတာပါလား။အဲ့ဒီနေ့မှာအမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကကနေဒါကို digital ခွန်နောက်ကျောင်းပြန်ကောက်ခံမှုဒေါ်လာ1ဘီလီယံကောက်ခံမှုထည့်သွင်းစဉ်းစားနေတယ်လို့လည်းပြောဆိုထားပါတယ်။အမေရိကန်နဲ့ကနေဒါဟာ ကုံသွေးခွန်ကိစ္စနဲ့ပတ်သက်ပြီးအရင်ကတည်းကမကြင်မလည်မှုတွေကြီးနေတာပဲဖြစ်ပါလေ။ကုံသွေးခွန်မကောက်ခံကျင်ဘူးဆိုရင်ကနေဒါအနေနဲ့အမေရိကန်ရဲ့ပြည်နယ်တစ်ခုအနေနဲ့ပါဝင်ခွင့်ပြုမယ်ဆိုပြီးထရန့်ကဆိုပါလေ။ဒါကနေဒါကိုနိုင်ငံဖြစ်ကနေ short ချပြီးအမေရိကရဲ့ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်မယ်လို့တဖက်လမ်းကနေပြောလာတာဖြစ်ပါလေ။ဒါကိုလုံးဝလက်မခံနိုင်ဘူးလို့ကနေဒါကလည်းဆိုထားပါဗါး။ဒါကြောင့်ကနေဒါနဲ့အမေရိကန်ကြားထဲမှာ ြဿနာကပိုမိုကြီးထွားလာခဲ့တာဖြစ်ပါလေ Harvard မှာကျောင်းတက်ဖို့အတွက်ကျောင်းသားတွေတကယ်လို့ဗီဇာမရဘူးဆိုရင်ကနေဒါ Toronto တက္ကသိုလ်မှာပညာဆက်သင်နိုင်တော့မယ်လို့သိရပါတယ်။ American ခြေစိုက် Harvard တက္ကသိုလ်နဲ့ကနေဒါခြေစိုက် Toronto တက္ကသိုလ်တို့ပူးပေါင်းပြီးဇွန်26နေ့မှာနိုင်ငံတကာကျောင်းသားတွေအတွက်အရေးပေါ်အစီအစဉ်တရကျင်းပပါတယ်။အဲ့ဒီစီစဉ်ရဗီဇာကန့်သက်ချက်ကြောင့် Harvard ကဘွဲ့လွန်ကျောင်းသားတွေနဲ့အမေရိကကိုပြန်ဝင်မရတော့ရင်တော့ကနေဒါမှာပညာဆက်သင်မလားရွေးချယ်စရာရှိပါတယ်။ ဒါဟာပြီးခဲ့တဲ့လအတွင်း American မိမြေလုံခြုံရေးမှူးကြီးဌာနက Harvard တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားလက်ခံကွင်းကိုရုပ်သိမ်းမှုကြိုးပမ်းပြီးတော့ပထမဆုံးကြီးညာတဲ့အဆီဇင်တစ်ခုလည်းဖြစ်ပါတယ်။လလဇမရောဖက်ဒရယ်တရားသူကြီးတယောက်ကအစိုးရဆုံးဖြတ်ချက်ကိုယာယီတားဆီးပေးထားပါတယ်။ထို့သည်ဟာဗာရဲ့ဂျော့ဖ်ကနေဒီကျောင်းမှာပညာသင်နေတဲ့ကျောင်းသားတွေက မရိကကိုပြန်ဝင်မရတဲ့အခါတော်တိုရဲ့ကပ္ပရေယာဉ်နဲ့ပြည်သူမျိုးဝါဒဆိုင်ရာမင်းကစကူမှာအဲចောင်းသားနေနဲ့ဆက်တက်နိုင်တာဖြစ်ပါလေ။အန်နော်ကနေဒီတက္ကသိုလ်နဲ့မင်းចောင်းတစ်ခုလုံးကသင်ခန်းစာတွေကိုပေါင်းစည်းပြီးသင်ကြားပေးသွားမယ်လို့သက်ဆိုင်ရာဌာနမှူးတွေကတည်ပြထားပါလေ။ဒါမဲ့လည်းဗီဇာဒါမှမဟုတ်ဝင်ရောက်ခွင့်ခက်ခဲဖြစ်တဲ့ចောင်းသားဥယျာဉ်များမှသာအရန်အစီအစဉ်တိုင်းအကောင့်ထဲပေါ်မှာဖြစ်ပါလေ။ ဒီစီစဉ်ဟာအမေရိကမှာကြောင်းတက်တာတစ်နှစ်ပြည့်ပြီဖြစ်တဲ့နိုင်ငံတကာကြောင်းသားတွေထွေကျိုးဝင်ပါနေ။အမေရိကသမ္မတထရန့်ရဲ့အစိုးရဖွဲ့ကတော့ဟာဗတ်ကတို့တက်ဖက်ဒရယ်သုတေသနဆိုင်ရာရန်ပုံငွေကိုဘီလီယံနဲ့ချီပြီးဖျက်တော့ဖို့ချင်းချောက်ထားပါတယ်။ဒါအပြင်ဟာဗတ်ဟာပါလက်စတိုင်းထောက်ခံရေးနဲ့ဂျူးစန်ကျင်လှုပ်ရှားမှုကိုကြောင်းပရဝုံထဲမှာခွင့်ပြုတာတွေပါဝင်မျိုးသားလူကြုံရေးအနေနဲ့ရှိတဲ့ကိစ္စရပ်တွေမှာလုံလောက်စွာအကိုင်းတွဲဖြည့်ရှင်းနိုင်ခြင်းမရှိဘူးဆိုပြီးဆိုရပကဆွဆွဲထားပါတယ်။ လွန်ခဲ့တဲ့9နှစ်တာကနေဒီကျောင်းရဲ့ကျောင်းသား52ရာခိုင်နှုန်းကိုအမေရိကန်မဟုတ်တဲ့ပြည်ပနိုင်ငံကလာတဲ့သူတွေဖြစ်ကြောင်းဖော်ပြထားပါတယ်။လက်ရှိနိုင်ငံပေါင်း62နိုင်ငံကကျောင်းသားပေါင်း839ရာဟာအစိုးရနဲ့ပြည်သူ့မူဝါဒဆိုင်ရာခေါင်းဆောင်မှုဖွံ့ဖြိုးရေးအစည်းအဝေးကိုတက်ရောက်ခွင့်ရထားတယ်လို့ Harvard ကထုတ်ပြန်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ online ပေါ်မှာမဟုတ်မမှန်ပြောဆိုမှုတွေမှန်သမျှစတင်နှိမ်နေမယ်လို့ဂျာမနီကကြေညာပါတယ်ဂျာမနီနိုင်ငံတရားဥပဒေဆိုင်ရာအာဏာပါနေက ။ online ပေါ်မှာမဟုတ်မမှန်ပြောဆိုမှုတွေနဲ့အမုန်းစကားဖြန့်တဲ့ကိစ္စတွေကိုတနိုင်ငံလုံးတိုင်းတာနဲ့စတင်နှိမ်နှင်းတော်မယ်လို့ Germany Federal ရာဇဝမှုရဲတပ်ဖွဲ့ကကြေညာပါတယ်။ပြည်နယ်မှာစုံစမ်းစစ်ဆေးနေတဲ့အမှုပေါင်း140တက်ရှိပါတယ်။အရင်မှုတွေရဲ့သုံးဖို့နှမောကလက်ရဆုံးဝါဒီတွေနဲ့ပတ်သက်နေပြီးတော့နိုင်ငံရေးသမားတွေကိုပုတ်ခတ်စော်ကားတာအားလုံးပါပါတယ်။ရဲတပ်ဖွဲ့ပြောကြားချက်အရ တိကျဖြစ်စဉ်ချုပ်မှာတော့ဘာသာရေးနဲ့ဆံပြီးနိုင်ငံခြားအယူအဆတွေပါဆင်နွှဲနေတာတွေ့ရပါလေ။ရာဇမှုမြောက်တဲ့ဒီမုံဒီယေပို့စ်တွေကိုတိုက်ဖြတ်ဖို့ဆက်လက်ကြမြောင်းစစ်စင်နေမှာစတင်ခဲ့တဲ့ဒီနေ့မှုနဲ့ပတ်သက်လို့ဂျာမနီရဲ့လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့မြောက်ပိုင်း Rhine-Westphalia ပြည်နယ်ပြည်ထောင်ဝန်ကြီး Harvard Rhine ကချီးကျူးခဲ့ပါလေ။ဒါအပြင် Digital 3နဲ့တိုးမီရှုပ်မှုများတွေဟာသူတို့ cell phone တွေနဲ့ကွန်ပျူတာနောက်ကွယ်မှာလုံးဝပုံအောင်ွင့်မရစေဘူးလို့ပြောကြားသွားခဲ့ပါလေ။